အမေရိကန်အကြောင်းဆုံးရာတစ်ခုကိုအီရန်ကတော့စွဲထုတ်လိုက်ပြီပဲဖြစ်ပါတယ်။ဒါကတော့တကဘာလုံးကစိတ်ဝင်စားစောင့်ကြည့်နေရတဲ့ကမ္ဘာရေနယ်စင်းတို့ကိုကမောက်ကမောက်ဖြစ်သွားစေနိုင်တဲ့ဟော်မုဇ်ရေလကြားကိုအီရန်ကပိတ်မယ်ဆိုပြီးအီရန်လွှတ်တော်ကအတည်ပြုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။အမေရိကန်ကတော့ဒီသတင်းကြောင့်စိုးရိမ်ထိတ်ဖြန်နေပြီးဟော်မုဇ်ရေလကြားကိုမပိတ်ဘူးအီရန်ကိုဖြောင်းဖျက်ပေးပါဆိုပြီးတရုတ်ကိုအမေရိကန်ကတိုက်တွန်းလိုက်ပါတယ်။ တရုတ်နဲ့အီရန်ဟာရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့အတွက်ကြောင့်တရုတ်ကနေတစ်ဆင့်အမေရိကန်ကတိုက်တွန်းလိုက်တာပါရုရှားကတော့အီရန်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိတော့ညာပဲလေအမေရိကန်နဲ့တော့တိတ်အဆင်မပြေတာကြောင့်ရုရှားကတော့ပြောချင်းမရှိပါဘူးကမ္ဘာရင်းနှီးတဲ့တရုတ်တောင်းကိုစီစဉ်မှုရဲ့20ရာခိုင်နှုန်းခန့်ဖြတ်တန်းသွားတဲ့ဟော်မုစီလက်ကြောင့်ပိတ်မဲ့စီမံချက်ကိုအီရန်ပါလီမန်ကအတည်ပြုပြီးနောက်အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုကဖော်နယူးသတင်းဌာနနဲ့ရုံးမြစ်တမ်းကြားအစီအစဉ်မှာခုလိုမှတ်ချက်ပြုပြောလာပါတယ်။ ဟော်မုဇ်ရေလက်ကြားကိစ္စအီရန်ကိုဆက်သွယ်ပြောဆိုဖို့ကျွန်တော်တို့တရုတ်အစိုးရကိုတိုက်တွန်းထားပါတယ်။ဘာလို့လဲတရုတ်ကလည်းရေနံကိုဟော်မုဇ်ရေလက်ကြားကိုအားထားနေရတာကြောင့်ပါ။ဟော်မုဇ်ရေလက်ကြားကပိတ်သွားရင်ကမ္ဘာရဲ့ရေနံကိစ္စတွေကတော်တော်လေးကပေါကမဖြစ်သွားနိုင်တယ်လို့မော်ကိုရီဗျူကပြောပါလိမ့်။အီရန်ဟာရေလက်ကြားကိုပိတ်ရင်ကြီးမားတဲ့နောက်ထပ်အမှားကြီးဖြစ်ပါလိမ့်မယ်။ကိုစည်းပွားကိုပြန်တက်လိုက်တယ်လို့ဖြစ်ပါလိမ့်မယ်။ကျွန်တော်တို့အဲ့ဒီကိစ္စအကိုင်းပဲဖြေရှင်းဖို့ရွေးချယ်စရာနည်းလမ်းတွေများကြီးရှိပါတယ်။ ဒါမဲ့တခြားနိုင်ငံတွေလည်းဒီကိစ္စကိုအလေးထားသင့်ပါတယ်အဲဒီလိုလုပ်ရင်ကျွန်တော်တို့ရဲ့စီးပွားရေးထက်တခြားနိုင်ငံတွေရဲ့စီးပွားရေးကိုပိုထိခိုက်နိုင်မယ်လို့အမေရိကန်နိုင်ငံဂျာယင်ဝန်ကြီးကဆိုပါတယ်ရေလက်ကြောင်းကိုပိတ်လိုက်ရင်ပြည်ပခအရှိန်မြင့်လာမှာဖြစ်ပြီးတော့အမေရိကန်နဲ့တခြားနိုင်ငံတွေရဲ့တုံ့ပြန်မှုကိုအီရန်အနေနဲ့ခံရလိုက်မယ်လို့မာကိုရူဘီကဆိုပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးဝါရှင်တန်မှာရှိတဲ့တရုတ်တယုံကတော့ချက်ချင်းတုံ့ပြန်ခြင်းမရှိသေးပါဘူး။တစ်ချိန်တည်းမှာပဲအမေရိကန်တက်ဆွဲထားတဲ့အရှေ့အလယ်ပိုင်းမှာရှိတဲ့စစ်စခန်းတွေကိုအီရန်ကချိန်ချောက်ခဲ့ပြီး ဒါရီယာကျွန်တော်တို့လက်နက်ကင်တပ်ဖွဲ့တွေအတွက်တရားဝင်ပြစ်မှတ်ဖြစ်တယ်လို့အီရန်ထိပ်တန်းခေါင်းဆောင်ကြီးအရာဒူလာအလီခါမနီရဲ့အကြံပေးပုဂ္ဂိုလ်တွေကပြောပါလေ။အမေရိကန်ရဲ့တခိုက်မှုဟာတဟီရဲအစိုးရကိုပဋိပက္ခအရှိန်ရော့စေမှာလားဒါမှမဟုတ်ပဋိပက္ခပို့ပြီးကျေပြန့်စေဖို့တွန်းအားဖြစ်သွားမလားဆိုတာစောင့်ကြည့်ရအောင်မှာဖြစ်ပါလေ။တရုတ်ကရုရှားနဲ့ပူးပေါင်းခဲ့တယ်လို့အာရဗ်နိုင်ငံတွေနဲ့တလေတန်တဲ့ဖြင့်အီရန်ပေါ်အမေရိကန်တိုက်ခိုက်မှုကိုရှုတ်ချပါလေ။ ဒီလိုတိုက်ခိုက်တာဟာအရှိအလက်ပိုင်းမှာတင်းမာမှုကိုတိုးလာစေမှလွယ်ပြီးဘာမှဖြစ်လာမှာမဟုတ်ဘူးလို့တရုတ်ကပြောပါတယ်။အီရန်ကအမေရိကန်တိုက်ခိုက်မှုကြောင့်အမေရိကန်ပေါ်မှာယုံကြည်မှုမရှိတော့ဘူးလို့တရုတ်ကတော့ပြောပါတယ်။အီရန်ရင်းနဲ့ပတ်သက်ပြီးကုလသမဂ္ဂလုံခြုံရေးကောင်စီစီဝေးပြီးတော့ပြီးနောက်တရုတ်နိုင်ငံကအခုလိုပြောလာတာပါ။အမေရိကန်အီရန်နျူကလ িয়ার စစ်အုပ်တွေကိုဘုံကျဲတိုက်ခိုက်ခဲ့ပြီး1989ခုနှစ်အီရန်တော်လှန်ရေးနောက်ပိုင်း အစ္စရေးနဲ့အတူအီရန်ပေါ်အနောက်နိုင်ငံတွေရဲ့အကြီးမားဆုံးစစ်ရေးဆွတ်ဖက်မှုကြီးဖြစ်ပါတယ်။အရှေ့လယ်ပိုင်းမှာချွန်းချက်မရှိအပြစ်ခတ်ရဲဆဲဖို့တောင်းဆိုတဲ့အဆုံးဖြတ်ချက်မူကြမ်းကိုတရုတ်ရုရှားနဲ့ပါကစ္စတန်တို့ကလုံခြုံရေးကောင်စီမှာတင်သွင်းဆွေးနွေးပါတယ်။တဆန်ရနိုင်ငံတွေအနေနဲ့အင်အားလုံးကျုံသုံးတာနဲ့ပြိပခါကိုမီးလောင်ရာလေပင်လောက်တာတွေရှောင်ရှားဖို့တရုတ်တမ်မတ်ကတိုက်တွန်းပါတယ်။သူတို့ပြင်အစ္စရေးတို့ဟာ တင်းမာမှုတွေကိုအရှိန်မြင့်နေပြီးတော့စစ်ပွဲတွေနောက်ထပ်ဖြစ်မှုကလည်းရှောင်ရှားဖို့အပြစ်ခက်ရဲစဲတင်တယ်လို့သူကဆိုပါတယ်။အီရန်လည်းချစ်ခတ်နေတယ်လို့နိုင်ငံတကာစိစက်ညှိနှိုင်းတဲ့နိုင်ငံတွေအနေနဲ့အမေရိကန်ပေါ်ယုံကြည်မှုပြတ်ပြားသွားပြီလို့တရုတ်တမ်မကဆိုပါတယ်။အမေရိကန်လောက်ရဟာအလွန်အန္တရာယ်များပြီးရန်ဆောက်မှုဖြစ်ကြောင်းပြင်ပစစ်စင်ရေးဝင်ရောက်ဆွတ်ဖက်မှုဟာ ငင်းကြေးရရှိမှာမဟုတ်ဘဲနဲ့ဒေတာတွေအမိုးပွားမှုကိုပဲပုံမနှဆိုင်စေလိမ့်မယ်လို့တရုတ်အစိုးရအာဘော Global Times တင်ထဏာကလည်းဖော်ပြပါတယ်။ပြည်ရမှာရှိတဲ့တရုတ်နိုင်ငံသားတွေကိုဘေကင်းစွာကယ်တင်နိုင်ခဲ့ကြအောင်တိဟီယံမှာရှိတဲ့တရုတ်တယ်ုံကတိကြားကြညာချက်ထုတ်ပြန်ထားပြီး ျန်ရှိတဲ့တရုတ်နိုင်ငံသားတွေလည်းဘေးကင်းတယ်လို့ဆိုပါတယ်။အမေရိကန်ကဟော်မုစီလက်ကြားမပိတ်ဖို့အကူအညီတောင်းတာနဲ့ပတ်သက်ပြီးတော့တရုတ်ဘက်ကတော့ထုတ်ပြန်ခြင်းမရှိသေးပါဘူး။အခုလိုမျိုးအမေရိကန်ကအီရန်ကိုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးကုလလွန်ကြုံရေးကောင်စီမှလည်းဒီမနက်အရေးပေါ်အစည်းအဝေးကျင်းပပါတယ်။အမေရိကန်ဟာပန်ဒိုရာသစ်တာပေါက်ကြီးကိုခွင့်လိုက်တာပဲလို့ရုရှားကဆိုပါတယ်။ချက်ချင်းအပြစ်ခတ်ရဲစဲဖို့ရုရှားတရုတ်ပါကစ္စတန်တို့ကတောင်းဆိုနေကြပါတယ်။ အစည်းအဝေးမှာရုရှားတရုတ်နဲ့ပါကစ္စတန်တို့ကအရှေ့အလယ်ပိုင်းမှာချွင်းချက်မရှိချက်ချင်းပြည့်ရည်ဆုံးဖြတ်ချက်ချဖို့လူကြိုရင်းကောင်စီဖွဲ့ဝင်15နိုင်ငံကိုတောင်းဆိုပါတယ်။ကုလသမဂ္ဂထွေထွေမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကအမေရိကန်တိုက်ခိုက်မှုဟာရှုပ်ထွေးပြီးသားဖြစ်တဲ့ဒေတာတစ်ခုအတွက်အလျေအလယ်ပြောင်းဖြစ်ကြောင်းပြောခဲ့ပြီးနောက်ထပ်ဖြစ်လာမယ့်ဖြည့်ဆည်းခြင်းတန်ရာကိုဆုံးသက်ပေးဖို့တောင်းဆိုပါတယ်။ အီရန်တမ်မကြီးအာမာအာဘာနီကအမေရိကန်ရဲ့ပေါ်ပေါ်တင်ကျူးကျော်မှုလို့ဝေဖန်ခဲ့ပြီးဝါရှင်တန်ဟာဒိတ်ပေမရှိတဲ့အကြောင်းပြချက်နဲ့တိုက်ခိုက်မှုကိုစတင်ခဲ့တာ ပြောပါလိမ့်ရုရှားတမ်မကြီးဗာဇလီနီဗန်းညာကလည်းအမေရိကန်ဟာပန်ဒိုရာဘောက်စ်ကိုခွင့်လိုက်တယ်လို့ပြောခဲ့ပြီးဝါရှင်တန်ဟာတန်တမန်ရေးကိုစိတ်ဝင်စားခြင်းမရှိကြောင်းရှင်းရှင်းလင်းလင်းမြင်ရတယ်ဆိုပါလိမ့် မေဂန်တန်မန်ဒေါ်ရိုသီရှိကလည်းအမေရိကန်ဟာအစ္စရေးကိုကာကွယ်ဖို့အမေရိကန်နိုင်ငံသားတွေအကျိုးစီးပွားကိုကာကွယ်ဖို့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဆိုပါတယ်အီရန်နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှာတာစီဖို့အတွက်လှုပ်ဆောင်ခဲ့တာတွေလည်းရှိခဲ့တယ်ဆိုပါတယ်။အမေရိကန်ကိုဒါရိုက်တုံးဟုတ်တွယ်ဝိုက်ပြီးပြစ်မှတ်ထားတုံ့ပြန်ရင်တော့ပြင်းထန်တဲ့လက်တုံ့ပြန်မှုနဲ့ထပ်ရင်ဆိုင်ရလိမ့်မယ်ဆိုပါတယ်။အစ္စရေးတန်မကြီးဒန်နီဒန်နွန်ကတော့အီရန်ကိုတိုက်ခိုက်တဲ့အတွက်တကပါလုံးဟာသမ္မတထရန့်ကို ကျေးဇူးတင်ပါတယ်လို့ပြောတင်ကြောင်းဆိုပါတယ်။အီရန်ဟာညှိနှိုင်းဆွေးနွေးခြင်းကိုပြဿနာတစ်ခုဖြစ်ပြောင်းလဲပစ်ခဲ့တယ်လို့သူကဆွတ်ဆွဲပါတယ်။တရုတ်တမ်မတ်ဖူချောင်းကတော့ဘေကျင်းကအမေရိကန်တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်ပစ်တင်ရှုတ်ချပါတယ်ဆိုပြီးပြောပါတယ်။နောက်ပြီးတော့ဗီဒိုအာနာ၃နိုင်နဲ့တရုတ်နဲ့ရုရှားနှစ်နိုင်ငံပူးပေါင်းပြီးအမေရိကန်ကိုအပြင်းထန်ပစ်တင်ဝေဖန်ခဲ့တယ်လို့သိရပါတယ်။အီရန်ကိုအဲ့ဒီလိုမျိုးတိုက်ခိုက်တဲ့အတွက်ကြောင့်အမေရိကန်ဟာမဆုံးနိုင်တဲ့အကျိုးဆက်တွေကြံရစ်နေစေရမယ်လို့အီရန်နိုင်ငံဂျာအီဝန်ကြီးအာဘတ်အာရာချီကချိန်ချောက်ပါတယ်။ မရိကန်ရဲ့လောက်ရုပ်တွေကိုလက်တော့ပြန်ဖို့ဖြစ်နိုင်ခြေရှိတဲ့နီးလက်မှန်သမျှရွေးချယ်မှုတွေကိုစဉ်းစားနေပြီလို့ဝန်ကြီးအာဘတ်အရာချီကဆိုပါတယ်။မရိကန်သမ္မတထရန့်ဟာမရိကန်အီရန်အစ္စရေးပြည်ပခါမှာတိုက်ရိုက်ပတ်ဝန်းလာပြီးအီရန်ရဲ့နျူကလ িয়ার ဆိုင်ရာဆိုင်ရာအဆောက်အအုံတွေကိုဘုံကျဲတက်ခတ်ကြောင်တီးပြကြညာပါတယ်။ဒီကိစ္စဟာအရင်ရက်ဆက်ဆိုးသွားပြီးဒီအတွက်အဆုံးမသတ်နိုင်မဲ့အကျိုးဆက်တွေဟာယာစုမင်းနဲ့ချီကြံရိတ်ခဲ့ရမယ်လို့သူကပြောပါတယ်။ အခုလိုမျိုးအန်ဒီအများနဲ့တရားလက်မဲ့ဆန်တဲ့ရာဇဝမှုမျိုးတဲ့လုပ်ရပ်ကိုမြင်တွေ့ပြီးတဲ့အခါကုလသမဂ္ဂဖွဲ့ဝင်နိုင်ငံတိုင်းအတွက်အန်ဒီအချက်ပေးမှုပဲလို့ဆိုပါလိမ့်ကုလသမဂ္ဂညညာစာတမ်းရကျူးကျော်တိုက်ခိုက်မှုတွေကြုံတဲ့အခါကိုကိုကိုကောက်ွယ်ပိုင်ခွင့်အပြည့်ဝအနှင်းထားပါတယ်အီရန်ဟာချောက်ချံအာဏာပိုင်ဆိုင်မှုအကျိုးစီးပွားနဲ့ပြည်သူတွေကိုကောက်ွယ်ဖို့အတွက်ရေးချက်စရာအလုံးစဉ်းစားမယ်လို့ဝန်ကြီးအာဘတ်အာရှီကသတိပေးပါတယ်။နောက်ပြီးတော့အမေရိကန်ဟာဒီအန်ဒီအများတဲ့စစ်ပွဲကိုဆင်နွှဲဖို့စတင်လိုက်တာဖြစ်ပါတယ်။ အစောပိုင်းမှာလည်းအီရန်ရဲ့အင်အားတောင့်တဆုံးလက်နက်ကင်ဖွဲ့စည်းပြီးတဲ့တော်လိုင်းရေးစောင့်တဲ့ IRGC ဟာအရှေ့လက်ပိုင်းဒေသအနှံ့ကအမေရိကန်ရဲ့ရဲဘက်နဲ့စစ်ဘက်ဆိုင်ရာလူပုဂ္ဂိုလ်တွေအစောုံတွေဟာအီရန်ရဲ့တရားဝင်ဖြစ်လာပြီလို့သဘောထားထုတ်ပြန်ခဲ့ပါတယ်။ပြီးတော့အီရန်ဟာစစ်ပွဲတွေရောက်သွားပြီလို့ IRGC ကကြေညာလိုက်ပါတယ်။သမ္မတထရန့်ကမင်းကွန်းပြောမှာတော့အီရန်အနေနဲ့ခုချိန်ထိငြင်းချင်းဆွေးနွေးဖို့ငြင်းဆက်အောင်မယ်ဆိုရင်အများကြီးပုံမဆိုးဝါးပြင်းထန်တဲ့တိုက်ခိုက်မှုကိုမျှော်လင့်ထားရမယ်လို့ဆိုပါတယ်။ငြင်းချင်းကြီးကိုရွေးမလား ဒါမှမဟုတ်စစ်ပွဲကိုရွေးမလားအီရန်ရွေးချယ်ရမယ်ဆိုပါတယ်။အီရန်မှာအမေရိကန်ဟာတိုက်ခိုက်မှုနောက်ထပ်ပြစ်မှတ်တွေအများကြီးရှိတယ်ဆိုတာမမေ့သင့်ဖို့ပြောထားပါတယ်။လောလောဆယ်မှာတော့အီရန်ကိုတိုက်ခိုက်ပြီးတဲ့နောက်အီရန်ရဲ့လက်တုံးပြန်မာကိုစိုးရိမ်တဲ့အတွက်အမေရိကန်ရဲ့အဓိကမြို့ကြီးတွေမှာလုံခြုံရေးတွေတိုးမြင့်ထားတယ်လို့သိရပါတယ်။အီရန်မှာခုဖြစ်နေတာတွေကိုသတိထားဆောင်ကြည့်နေပါတယ်။ဖက်ဒရယ်အနာပါတီနဲ့ညီနိုင်ပြီးတော့လေနယူးယောက်တော်မှာရှိတဲ့ဘာသာရေးယဉ်ကျေးမှုတန်မှန်ရေးအနေအထားတွေမှာနောက်ထပ်လုံခြုံရေးတွေတိုးမြင့်ထားတယ်လို့နယူးယောက်ရဲ့တစ်ဖွဲ့ကထုတ်ပြန်ပါလိမ့်။ လောင်ဂျယ်လီစနော်ကရင်ဘတ်ဆိုရာလောင်ဂျယ်လီရဲ့တစ်ဖက်ကဝပြူရနေရာလေးနဲ့တခြားသတိထားစရာနေရာတွေအနီးမှာလဲကင်းလဲစောင့်ကြည့်မှုတွေပုံမဆောင်ရနေတယ်ဆိုပါတယ် အလားတူမြို့တော်ဝါရှင်တန်ဒီစီမှာပါရဲတပ်ဖွဲ့ကဘာသာရေးနေရာတွေမှာအင်အားထပ်တိုးစောင့်ကြည့်နေရပါတယ်။ New Jersey, Texas, Illinois, Power American ပြည်နယ်တွေမှာလည်းလုံခြုံရေးတိုးမြှင့်မှာဖြစ်ပြီးဖြစ်လာနိုင်တဲ့အန္တရာယ်တွေကိုအရင်ကတည်းကပုံမစောင့်ကြည့်သွားမယ်လို့အာဏာပိုင်တွေကကြေညာပါတယ်။ Environment ကမှာတမန်ထရန့်ကအီရန်မှာ၎င်းတို့တိုက်ခိုက်တဲ့နေရာတွေအလုံးစုံပျက်စီးသွားပြီလို့ကြေညာရင်းအီရန်ဟာအငြင်းချင်းကြီးကိုလက်မခံဘူးဆိုရင်တော့ American ဘက်ကထပ်ပြီးတိုက်ခိုက်မယ်လို့သတိပေးထားပါတယ်။ ။အစ္စရေးစစ်တပ်ကလည်းအီရန်မှာသူတို့ရဲ့စစ်စင်ကိုဆက်လုပ်နေကြောင်းနဲ့အခြားအစီအမံတွေညီမှန်းချက်တွေရှိသေးကြောင်းအစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူကသတင်းစာရှင်းပွဲမှာပြောပါတယ်။လလောဆယ်မှာအီရန်နိုင်ငံဂျာယီဝန်ကြီးအာဘတ်အာရာရှီဟာရုရှားကိုတွားပြီးသမ္မတပူတင်နဲ့တွေ့မယ်ဆိုပါတယ်။အီရန်နဲ့ရုရှားဟာလုံအင်မတန်မှရင်းနှီးခိုင်မာတဲ့မဟာမိတ်ဆက်ဆံရေးဖြစ်ပြီးရုရှားသာဝန်ပါလာရင်တော့ပုံမရှုပ်ခွေးမဲ့အနေရရှိနေပါလေ။အစ္စရေးကအီရန်ကိုရုတ်တရက်တိုက်တာအမေရိကန်ကရှောင်းလခင်ဘုံကျဲတာ ဒီလောက်ထိကစိတ်ဝင်စားစရာမဟုတ်သေးပဲအီရန်ကပူတင်ကိုအကူအညီတောင်းတာကတော့စိတ်ဝင်စားစရာပါသဘောကအစ္စရေးဘက်ကနေအမေရိကန်ပါလာပြီးအီရန်ဘက်ကနေရုရှားပါလာဖို့တွားခေါ်တာလားလို့တွေးစရာရှိပါတယ်ဒါဆိုရင်အစ္စရေးနဲ့အီရန်တို့ရဲ့ထိတ်တဲ့ရင်ဆိုင်မှုကနေအမေရိကန်နဲ့ရုရှားတို့ထိတ်တဲ့တွေ့ကြမှာလားရုရှားဟာအီရန်ရဲ့မိတ်ဆွေပါလို့အစ္စတန်ဘူမှာပြုလုပ်တဲ့သတင်းစာရှင်းလွှဲမှာအတည်ရင်းပြောထားပါတယ်အီရန်အနေနဲ့ကုကုကိုကောက်ွယ်ဖို့အပြေအဝတုံ့ပြန်ခွင့်ရှိတယ်ဆိုပါတယ် အီရန်ဟာဘာကြောင့်ရုရှားကိုပြေးပြီးတရုတ်ကိုမသွားတာလဲဒါလည်းလေ့လာဆရာပါရုရှားရဲ့ယူကရိန်းပေါ်ကြီးကြပ်စစ်မှာအီရန်ကအပြေးအဝအကူအညီပေးတဲ့နိုင်ငံပါရုရှားတို့တုံးကတဲ့ဆာဟတ်ဒရုန်းတွေဆိုရင်အီရန်ကပေးခဲ့တာပါအခုအီရန်စစ်ဖြစ်တဲ့အချိန်မှာရုရှားဘက်ကဘာကူညီပေးမလဲစိတ်ဝင်စားဖို့ကောင်းပါလိမ့်ကုလသမဂ္ဂမှာရုရှားဟာအီရန်ဘက်ကယက်တည်ပြီးအမေရိကန်ကိုတော့အရှုတ်ချပစ်တင်ခဲ့ပါတယ်အီရန်လိုအပ်တဲ့လက်နက်တွေလည်းနောက်ွယ်ကနေထောက်ပံ့ကောင်းထောက်ပံ့နိုင်ပါလိမ့် အီရန်တို့အခုအရေးပေါ်လိုအပ်တာကအစိုးရပြုံးမကြရင်းနဲ့အစ်ဇွေးနဲ့အမေရိကန်ကိုထိထိရောက်လက်တုံ့ပြန်နိုင်ရေးဖြစ်ပါတယ်။အစ်ဇွေးကတော့တနိုင်တလောက်အစွမ်းကိုအားသွတ်တိုက်ခိုက်မှာဖြစ်ပေမဲ့အရှိလက်ပိုင်းမှာရှိတဲ့ American Six ခန်းတွေကိုလည်းလက်လက်မိသည်များတုံ့ပြန်မှုစ조사မှာဖြစ်ပါတယ်။ဒါပေမဲ့အီရန်နေနဲ့ American စစ်တပ်ကြီးတခုလုံးကိုတော့တွားပြီးတော့ထိဖို့ဆိုတာမလွယ်လှတဲ့ကိစ္စပါ။ရုရှားဟာအီရန်ကိုဘလို့အကူအညီပေးမလဲဆိုတာတော့စိတ်ဝင်စားစရာဖြစ်ပြီး ထိပ်သီးနှစ်နိုင်ငံထိုက်တိုက်တွေ့ဖို့ရည်ရွယ်ချက်ရှိမှရှိပါတတိထားအောင်ကြည့်ရမှာဖြစ်ပါတယ်။